မင်္ဂလာပါဒီနေ့ကတော့ကျွန်တော်ပနေ့ကဂရုပေးထားတဲ့အချိန်ပဲကျွန်တော်ရဲ့ Friday night live ကကျွန်တော် Thai Keys နေရောက်နေတော့မနေ့ကကျွန်တော်ဘူရီဘက်ကိုသွားပြီးတော့ကျွန်တော်ဟောပြောပွဲဒါလေးသွားပြောတဲ့အတွက်မနေ့ကဘန်ကောက်ကိုပြန်လာကျွန်တော်နောက်ကျလာတယ်အဲ့တော့တော့ကျွန်တော် live မြင်းမလို့ကိုဒီနေ့စနေနေ့မှာမနေ့ကအစားပေါ့ထုတ်ပြန်ပြီးမယ်လို့ပြောတဲ့အချိန်အခုဒါ Friday night live ရဲ့အစားပေါ့တက်လာတာဖြစ်ပါတယ်အဲ့တော့ပထမဦးဆုံးကတော့ထုံးစံအတိုင်းပဲကျွန်တော် live အစီအစဉ်မျိုးဒီလိုကြည့်ရဆိုရင် ကိုဗေဒေတာတွေကနေကြည့်နေကြတယ်အဲကိုကြည့်နေတဲ့ဒေတာလေးတွေကိုလည်းကောင်းမှမရေးခဲ့ပြီပေါ့ပြီးတော့ကျွန်တော်ဒီ season လေးတွေကိုတို့တို့အများကြီးကြည့်တာလားတစ်ခါတလေကြည့်တာလားလမ်းကြုံကြည့်တာလားအဲ့ဒါမျိုးလည်းရေးခဲ့ပြီပါပြီးတော့ကျွန်တော် season တွေကိုကြည့်လို့တို့တို့အကျိုးရှိရလားအကျိုးရှိရဆိုရင်တို့တို့အကျိုးရှိပါတယ်ဆိုရင် comment လေးတွေရေးခဲ့ပြပါတို့တို့အကျိုးရှိပါတယ်ဆိုရင် comment တွေကကျွန်တော်တို့ဟောပြောမြောက်ဝင်တဲ့သူတွေအတွက်ကြီးစွာသောအားအင်ကိုဖြစ်စေပါအခုကတော့ကျွန်တော်တို့ ဘန်ကောက်ကိုကျွန်တော်ရောက်နေတာကတော့ကျွန်တော်ရဲ့ဒီ meet and greet ပေါ့ meet and greet in bangkok ပွဲပေါ့เนาะကျွန်တော်တို့အခုမနက်ဖြန်မှာလောက်ပါပေါ့เนาะမနက်ဖြန်တနင်္ဂနွေနေ့မှာ session နေ့မှာနေ့လယ်နှစ်နာရီနေ့ငါးနာရီထိုင်းနိုင်ငံ bangkok မှာကျင်းပပြီးတော့မှာဖြစ်တယ်။အ meet and greet in yangon ကိုတော့ကျွန်တော်တို့ကပြီးခဲ့တဲ့ march 23ရက်နေ့က yangon မှာလောက်ခဲ့တယ်။အဲ now meet and greet in kuala lumpur singapore meet and greet in seoul စတာတွေကိုလည်းကျွန်တော်တို့ဆက်လုပ်သွားဖို့ဖြစ်တယ်။ခုကတော့ဒါ meet and greet in bangkok ကိုကျွန်တော်တို့ဆောင်ရွက်မှာဖြစ်ပါတယ်။ ဆိုတော့ကျွန်တော်တစ်ကက်ကတော့ခုံနေရာမရှိတော့ဖြစ်သွားပြီဒါပေမဲ့တရားမရောက်တော့ရအောင်မယ်ထင်တယ်အဲ့တော့ VIP မနေ့ပြန်ပါကျွန်တော်တွေးကြမယ်ပေါ့လေနော်မနေ့ပြန်ကျွန်တော်တို့ကအဲ Sunday ပေါ့နော်မနေ့ပြန်နှစ်နာရီနဲ့၅နာရီဒီထိုင်းနိုင်ငံဘန်ကောက်မှာ Yinni Chicken ဆိုတာပြေဆုံးကြပါအဲကျွန်တော်ရဲ့ VIP ပွဲတွေကတော့ကျွန်တော်ကဟိုကျွန်တော်စာပြဟောပြပွဲတွေပြောလာတာဟောပြပွဲတွေပြောလာတာ Seminar တွေပြောလာတာသင်တန်းတွေပြောလာတာကျွန်တော်ကအဲဆယ်စုနှစ်နဲ့ချီကြာပြီဒါပေမဲ့ အဲ့ဒီထပ်ပေါ်ပြီးပြည်သက်နဲ့ရင်းနေနေတွဲဆောင်ခြင်းနဲ့အတွက်ပဲဒီ median group ဝဲကြီးကိုအဓိကဆောင်ရွက်တာဖြစ်ပါဒါကြောင့် median group မှာလည်းကျွန်တော်တို့တွေ့ကြအဲ့တော့ median group မှာတော့ကျွန်တော်လောက်တာဖြစ်တဲ့အတွက်ကျွန်တော်တို့ကဟောပြောပွဲတွေပါမယ်ဟောပြောပွဲကတော့ပါမှာပေါ့လင်းတိုင်းကိုလောက်တာဖြစ်တဲ့အတွက်เนาะနောက်တစ်ခါကျွန်တော်ပြည်သက်တွေနဲ့မေးခွန်းမင်းရတဲ့အစီအစဉ်တွေ panel discussion တွေနောက်တစ်ခါကျွန်တော်လက်ဆောင်တွေပေးခြင်းယူခဲ့လက်ဆောင်လိုချင်လို့ပြောတာမဟုတ်ဘူးเนาะ ဒါပေမဲ့လက်ဆောင်ပေးတယ်ဆိုရင်ကျွန်တော်လက်ဆောင်ကိုစနစ်တကျလက်ခံမယ်ပြီးတော့ဓာတ်ပုံရိုက်ကူးပေးမယ်အစီအစဉ်လေးပေါ့မှာဖြစ်တယ်ကျွန်တော်အကြိုက်ဆုံးလက်ဆောင်ကိုပေးနိုင်တဲ့သူကိုအဲကျွန်တော်ကပြန်ပြီးတော့လက်ဆောင်ပေးမယ်အစီအစဉ်လေးလည်းပေါ့မှာဖြစ်ပါဓာတ်ပုံကြီးလည်းတဦးချင်းရိုက်ကူးဖို့ကျွန်တော်တို့ဓာတ်ပုံရိုက်ကူးတဲ့အစီအစဉ်လေးလည်းထည့်သွင်းထားတာဖြစ်ပါအဲ့တော့ Bidan Group ပွဲရဲ့အဓိကကုန်ကျစရာကျွန်တော် Base တွေလုပ်ငန်းရှင်တွေက sponsor ပေးထားတာဖြစ်တဲ့အတွက် Bidan Group ပွဲမှာ sponsor ပါဝင်တဲ့ Base တွေလုပ်ငန်းရှင်တွေကိုလည်းကျွန်တော်တို့အထူးပဲကျေးဇူးတင်ပါတယ်။နောက်ကျွန်တော်တို့ precious ရွှေဆိုင်ပေါ့เนาะကျွန်တော်တို့ကပြီးရင်ကျွန်တော်တို့ဆီယာမိုင်းတို့ရဲ့ elegant touch ပြီးရင်နီလာကဘာကိုတန်းနိုင်တို့ပြီးတော့ကျွန်တော်တို့ ghosty ပေါ့ကျွန်တော်မိတ်ဆွေ ghosty ဘာဟာတို့ကိုလည်းအထူးပဲ chip ခင်ကျေးဇူးတင်ပါတယ်အဲ့တော့လောလောဆယ်ဒီနေ့ live မှာတော့လူစုလို့ကိုတင်ယူလေ့လာမှုနဲ့ပတ်သက်ပြီးတော့အရေးကြီးတဲ့အချက်ကိုကျွန်တော်မျှဝေနေတယ်တင်ယူလေ့လာမှုဒီကျွန်တော်တို့ဘဝမှာကျွန်တော်တို့ဘဝအောင်မြင်မှုနဲ့ဓာတ်ရိုက်အထုတ်ကြတယ်အဲ့ဒီအကြောင်းကျွန်တော်မျှဝေပြီးမယ်မမျှဝေမီမှာလူချင်းတို့ကိုကျွန်တော် ဒီနေ့ကတော့ကျွန်တော်နည်းနည်းလေးမနက်ပိုင်းမှာတချို့အချိန်လေးတွေနည်းနည်းအားလာနဲ့ shopping ထွက်လာ shopping ထွက်တယ်ဆိုတာလဲကျွန်တော်ကအဓိကတော့ကျွန်တော်စာအုပ်ဝယ်တာပါပဲကျွန်တော်ကအဓိကအဲစာအုပ်ကိုအချိန်ပေးပြီးဝယ်တခြားကလည်းတော့ကျွန်တော်ကြုံကြုံလိုပဲဝယ်လိုက်တာပေါ့ဘဏ်ကောက်ကိုရောက်အဓိကဘဏ်ကောက်မှမဟုတ်ပါဘူးဘယ်နိုင်ငံပဲရောက်ကျွန်တော်အဓိကဝယ်တာစာအုပ်ဝယ်တာအဲ့တော့ဘယ်လိုလဲဒီနေ့ကျွန်တော်ဝယ်လာတဲ့စာအုပ်ဒီနေ့အများကြီးတော့မဝယ်ရသေးဘူးစာအုပ်ကတော့မပြတ်မနောက်ထပ်သွားဝယ်ဦးမယ်အခုကတော့ ီနေ့ရတဲ့အချိန်ကြီးမှာစာအုပ်လေးဝယ်လာတယ်။ကဲစာအုပ်ကတော့ကြည့်ကြလား။ကျွန်တော်ဒီနေ့ဝယ်လာတဲ့စာအုပ်လေးဘာစာအုပ်ဒီလဲကြည့်ကြမလား။ကြည့်ရင် comment မှာကြည့်ကြပါလေလို့ရေးပေးပါဦး။ကဲအဲ့တော့ကျွန်တော်ဒီနေ့ဝယ်လာတဲ့စာအုပ်ကလေးကဒီနေ့အဲ့တော့ထုံးစံအတိုင်းပေါ့ကျွန်တော်တို့ဒီစာအုပ်ဆိုင်ရာတော့ကျွန်တော်တို့ကီနိုကူနီယာကတော့ကီနိုကူနီယာဒီကကမ္ဘာလောစာအုပ်ဆိုင်ဖြစ်တယ်။ကျွန်တော်ထိုင်းဘန်ကောက်ပဲရောက်စင်ကာပူပဲရောက်တော့ကျွန်တော်အများအားဖြင့်ဒီကစာအုပ်ဆိုင်ဖြစ်တယ်။ တော်ဒီလေးဝင်လာတဲ့စာအုပ်လေးတွေကိုကျွန်တော်ဒီမှာလူကျိုးလို့ကိုညှောက်ပေးပါတယ်။တိတ်တော့ဒီအများကြီးဝင်လာဖြစ်သေးဘူး။နောက်ပေါက်သွားဝင်မယ်။ဒီကမနေ့ကလည်းကျွန်တော်တို့ကလိကန်ဂရီပွဲလုံးအောင်မှာဆိုတော့တိတ်အများကြီးတော့မဝင်လာဖြစ်သေးဘူး။ဒါပေမဲ့ကျွန်တော်တို့ထိုင်းရဲ့ဟိုကျွန်တော်တို့ဒီ marketing ကတော့ဥပမာထိုင်းထိုင်းကြီးတို့ရဲ့ icon တွေနဲ့ပတ်သက်ရင်အလုံး marketing ကောင်းအောင်ပြရအတွက် shopping ဆိုရင်လည်းထိုင်းကြီး ဟုတ်လား shopping ဝါသနာပါရသူတွေကနေဗံပုံပဲဟုတ်လားကျွန်တော်တို့ကသူတို့ marketing လုပ်မှကျွန်တော်တို့ဒီအစင်ပေါင်းပြီဆိုရင်ဟုတ်လားအထိုင်း icon လို့ဖြစ်နေသူတို့ကဒီ marketing မှာအလွန်တော်တယ်အဲ့တော့ဟိုစာအုပ် shopping ကတော့အထိုင်းမှာတော့စာအုပ်ဆိုင်ကတော့နည်းပါတိတ်အများကြီးတော့မရှိဒါပေမဲ့ကျွန်တော်တို့ထပ်တော့များတာပေါ့နော်ကျွန်တော်တို့ဆိုတော့နိုင်ငံတကာနိုင်ငံမှာကျွန်တော်တို့ကဒီစာအုပ်ဆိုင်ကဖွံ့ဖြိုးတိုးတက်မှုကနိုင်ငံရဲ့ဖွံ့ဖြိုးတိုးတက်မှုနဲ့လည်းဓာတ်ရဲ့အကျိုးကျတာဖြစ်ပါတယ်အဲ့တော့ဒီနေ့ကျွန်တော်ဝယ်လာတဲ့စာအုပ်တွေကတော့အဲကျွန်တော်တို့ ီစာအုပ်ကတော့ the game of innovation ပေါ့ the game of innovation နောက်တော့ကတော့ go luck yourself ဒါကတော့ brand နဲ့ပတ်သက်တဲ့အကြောင်းပေါ့နော် go luck yourself brand နဲ့ပတ်သက်တဲ့အကြောင်းဖြစ်ပါရဲ့ဒါပေမဲ့ brand နဲ့ပတ်သက်တဲ့စာအုပ်က brand positioning ဆိုတာဒီစာအုပ်လေးလည်းတော်တော်ကောင်းတယ် brand positioning ဒါကတော့ brand the nation နိုင်ငံရဲ့ nation brand ဆိုတာရှိတယ် nation brand အော် American နိုင်ငံမျိုးတွေကဘာမှ nation brand အလွန်ကြီးတဲ့အချိန်မှာပါတယ်အော်ကျွန်တော်တို့အရှိတောင်အာရှမှာ nation brand အမြင့်ဆုံးနိုင်ငံပြောပါဆိုလူကျွန်တော်ဘယ်နိုင်ငံကို nation brand အမြင့်ဆုံးလို့ထင်လဲကောမန်မှာတစ်ချက်လောက်ရေးကြည့်ပေးပါအရှိတောင်အာရှမှာ nation brand အမြင့်ဆုံးနိုင်ငံကောင်းမွန်ပါရေးကြည့်ပါဦး၅စက္ကန့်လောက်ဆောင်အရှိတောင်အာရှမှာ nation brand ်အနေရှင်ဘရန်ဆိုတာကုန်ပစ္စည်းတွေမှာဘရန်ရှိတယ်လို့လူမှာပါစနယ်ဘရန်ရှိတယ်လို့နိုင်ငံတွေမှာလည်း nation brand ဆိုတာရှိအရှေ့တော့အာရှမှာ nation brand အမည်ဆိုတာစင်ကာပူနိုင်ငံဖြစ်တယ်အာရှမှာ nation brand အမည်ဆိုဂျပန်နိုင်ငံဖြစ်တယ်အဲ့ဒါဇင်ကူနဲ့ဂျပန်နဲ့ရှင်ကောင်ချောင်မှာကြတဲ့ဂျပန်ကအမှန်အများကြီးအရဒီစာအုပ်လေးလည်းတော်တော်ကောင်းတယ် the global business of national identity ဆိုဒီစာအုပ်လေးလည်းတော်တော်လေးကောင်းတဲ့စာအုပ်ကောင်းတယ်ဆိုတော့ကျွန်တော် ဖတ်တော့မဖတ်ကြည့်ရသေးဘူး review ပဲကျွန်တော်ကြည့်ရတယ်ဒါကတော့ဒါ Oxford ကထုတ်တဲ့စာအုပ်ဖြစ်တဲ့ Branding a very short introduction of branding ကြောင့်ဒါအဲနောက်ကျွန်တော်တို့ကမိတ်ဆက်တဲ့စာအုပ်လေးဖြစ်တယ်ဒါကတော့ the textbook ဆိုတဲ့စာအုပ်လေးเนาะဒါကတော့ Alex Brand ရဲ့ဒါ Uh, concept ကိုရေးထားတဲ့စာအုပ်ဒီနေ့ကတော့ dialogue ပဲကျွန်တော်ဝင်ဝင်နိုင်သေးတယ်မနေ့ကပွဲပွဲကျွန်တော်တို့အချိန်သိပ်ပြီးတော့ပြင်ဆင်ရတာရှိနေတဲ့အခါမှာအပြန်ကလေးကြာတော့ကျွန်တော်စာအုပ်ရှင်းပြတဲ့တရက်လောက်အချိန်ပေးပြီးပြန်ထွက်ပါဦး ဆိုတော့ဒါလေးကတော့လူမျိုးမျိုးကိုကျွန်တော်ဝယ်လာတဲ့စာအုပ်ကလေးတိကျင်းတဲ့သူတွေအတွက်မျှဝေပေးတာဖြစ်ပါတယ်။အဲဒီနေ့မှာတင်ယူလေ့လာမှုနဲ့ပတ်သက်ပြီးလူမျိုးမျိုးအရေးကြီးတာတစ်ခုကိုကျွန်တော်ဆက်လက်ပြီးတော့မျှဝေပေးမှာဖြစ်တယ်။တင်ယူလေ့လာမှုဒီဘဝမှာအလွန်အရေးကြီးတယ်။အဲ့တော့လူမျိုးမျိုးဒီ lifelong continuous learning ကျွန်တော်တို့ကဗာလေဘဝတစ်သက်တာတင်ယူလေ့လာ။အဲ့ကျွန်တော် data တစ်တွေနေရာတစ်တွေရောက်တယ်ကျွန်တော်တင်ယူလေ့လာ။ အဲ့တို့စီမံပါရီလုပ်တယ်နဲ့တို့စီမံလုပ်တယ်ငါတို့စီမံငါတို့တိုင်ဆောင်မှာတော့ဒါကြီးရောငါတို့ဘယ်လိုလုပ်နိုင်လဲကျွန်တော်တို့အငြင်းကြီးလာကျွန်တော်အငြင်းတော့ကျွန်တော်နိုင်ငံအောင်ကျွန်တော်ဘယ်တော့မှဘယ်တော့မှဆက်ရက်ထပ်ပို့ပြီးတော့မခွဲနိုင်အခုတော့မှဒီလိုရောက်တာနှစ်ရက်တော့ပဲရှိသေးတယ်ကျွန်တော်နိုင်ငံအောင်ကျွန်တော်လွမ်းနေပြီအဲကျွန်တော်တို့ဒီပုံမှန်ဆိုရင်ဒီမှာဆယ်ရက်လောက်ဒီမှာလို့ပြောတယ်ပွဲတခြားပွဲစီစဉ်နေတူရီရှယ်ကျွန်တော်တို့ကျွန်တော်ဒီမှာ9ရက်နဲ့ပြီးတော့အလုပ်ကိုဖျက်ပြီးလုပ်တယ်9ရက်ပြည်တာနဲ့ကျွန်တော်နိုင်ငံအောင်ကျွန်တော်အခုတော့မှကျွန်တော်နိုင်ငံအောင်နှစ်ရက်တော့လောက်နဲ့ကျွန်တော်လွမ်းနေပြီ ဒါပေမဲ့တိုးတက်တဲ့နိုင်ငံမျိုးရောက်လို့ကြည့်တဲ့အခါမှာအခုနိုင်ငံမှာငါတို့ကဒါမျိုးမလုပ်လို့ရတယ်သူတို့လုပ်နိုင်ငါတို့ဘာလို့မလုပ်နိုင်လဲလူတယောက်လုပ်နိုင်ပြီကျွန်တော်တို့မလုပ်နိုင်ဘူးဆိုတာကျွန်တော်တကယ်မလုပ်နိုင်တာမဟုတ်ကျွန်တော်တို့စိတ်ကကျွန်တော်တို့ကန့်သက်ထားတယ်အဲဒါလို့ကျွန်တော်အငြင်းလေးလာအဲ့တော့ပတ်ဝန်းကျင်ပြောင်းလဲသွားတာလေလိလတင်မှုအတွက်အရေးကြီးတယ်ဥပမာကျွန်တော်ဒီအဲဒီကျွန်တော်ခုတည်းတဲ့ဒါတော့ကျွန်တော်တည်းတဲ့ဟိုတယ်ကနေပြီးတော့မြင်ရတဲ့ရှုကင်းပေါ့နော်ဆိုတော့ ဲ့လိုရှုခင်းတစ်ခုကအခုလူမျိုးအိမ်ရှိမှအမြဲတမ်းမြင်နေတဲ့ရှုခင်းနဲ့အခုကိုကိုယ့်ရဲ့မြင်ကွင်းတစ်ခုရှုခင်းတစ်ခုကမတူတော့တာနဲ့အမျှလူမျိုးရဲ့တော့ခေါ်မှုတွေရှုမြင်မှုတွေတုံးသက်မှုတွေဒါတွေကပြောင်းလဲသွားတဲ့သဘောဖြစ်တယ်ဒီသဘောမျိုးပေါ့နော်ကျွန်တော်တို့ကဆိုတော့တင်ယူနေလာမှုကတော့အမြဲတမ်းလုပ်နေရလုပ်ငန်းတွေမှာကိုကအောင်မြင်နေပြီးသားပဲသို့တော့ idea အစ်တစ်ခုရသွားတယ်တင်ယူနေလာမှုလုပ်မှရ idea ဆိုတော့ခေါင်းထဲကိုအလကားမြင်မရောက်ပါဘူးတင်ယူနေလာမှုလုပ်လိုက်တဲ့ idea အစ်တစ်ခုရလိုက်တာနဲ့ကိုလုပ်ငန်းမှာအများကြီးကျွန်တော်တို့အကျိုးရှိတယ် ဆိုတော့ဒါကကျွန်တော်တင်တန်းတင်နေလို့ပြောတာမဟုတ်ဘူးเนาะဒါပေမဲ့တင်ယူလေးလာလို့လုတ်ချင်တဲ့သူတွေအတွက်ကျွန်တော်ကတော့တလောက်ပုံမှန်တင်တန်းတစ်ပြုပဲဖွင့်တာပေါ့အခု6လပိုင်းမှာကျွန်တော်တို့ဖွင့်ပါတော့ Certificate in General Business Management ဒီဝိုင်းစီမံခန့်ခွဲမှုဆိုင်ရာအခြေခံတင်တန်းဖြစ်တော့ဒီဝိုင်းစီမံခန့်ခွဲမှုပညာကိုအခြေခံကစတင်လေ့လာခြင်းနဲ့လူကြီးလူငယ်မြို့သူဆိုပြတ်နိုင်တယ် online တင်တဲ့ဒီအခုလာမယ် seller wise sorry 6လပိုင်းအခုလာမယ် john ပေါ့6လပိုင်း7ရက်နေစအင်္ဂါနေ့စ ်အွန်လိုင်းကနေတလားတိတိသင်ပါဖြစ်တဲ့အတွက်မြန်မာနိုင်ငံဒေတာတီတီကမ္ဘာဒေတာတီတီအားတက်နိုင်တယ်နိုင်ငံရောက်နေတဲ့သူတွေကလည်းမြန်မာပြတ်တရားကိုကိုးစားသင်တန်းကြီးလွှဲခံပြီးတက်နိုင်တယ်တူတော့ကျွန်တော်တို့က6လပိုင်း7ရက်နေ့အင်္ဂါနေ့စမှာဖြစ်တယ်တလားတက်မယ်သင်တန်းဖြစ်တယ်နေ့စဉ် recorded video လို့ကျွန်တော် Facebook group ထဲမှာတင်နေမယ် Facebook ကြည့်ဖို့အခက်အခဲရှိတဲ့သူတွေအတွက် Telegram private channel မှာလည်းတင်နေမယ်အဲ့ဒါနေ့တိုင်းတင်နေပါတော့ ကလာပြီးသွားတဲ့တောင်နောက်6လတနည်းလောက်အထိ group ကိုမဖြတ်ပေးထားတာပြီးမှဖြစ်တဲ့အထက်ထက်ပြန်ကြည့်လိုက်။ live နဲ့ဆောင်းတော့ကျွန်တော်တို့အပတ်စဉ်တနည်းလာနေညရှင်းလာပြီးတိုင်း zoom application နဲ့ live နဲ့တင်ကြမှာဖြစ်တယ်။ဥပမာတပတ်ခါဆိုရင်ဒါကျွန်တော်ဘန်ကောက်ကနေကျွန်တော်ပြီးခဲ့တဲ့လဖွင့်ထားတဲ့စကားစွန့်ဒီနေတဲ့တနင်္သာရီကိုကျွန်တော်ဘန်ကောက်ကနေ live lecture တင်တာကိုဒီလိုပေါ့ကျွန်တော်ဘယ်ရောက်လို့မေးဘယ်ရောက်နေရောက်နေကျွန်တော် zoom ကို live lecture ကိုတင်တာဖြစ်တယ်။ သူကတော့စိတ်ကြကျွန်တော်မေးခွန်းနေမနိုင်တူးချင်းတွေ့ပြီဒါကြောင့်တင်းတန်းတက်နေတဲ့လူချင်းတို့ group ကိုချင်မှာရအောင်ဆောင်ရွက်ပေးတာဖြစ်တယ်တင်းတန်းကလာတစ်လပြီးသွားလို့ assignment ဆောင်ရင် certificate ကို email နဲ့ပို့ပေးတယ်ခုန Zoom ကတော့တင်းလာနေတိုင်းဆိုတော့၄ချိန်ပါမယ်နေတိုင်းက record တက်ကြည့်ရမှာနော်နှစ်မျိုးလုံးတင်တာ record တက်ကို Zoom ပေါ့ Zoom ကကိုမအားလို့မတက်ဖြစ်နေတခြားနိုင်ငံတွေလည်းတက်တာဖြစ်တယ်မအားလို့မတက်လည်းမပူနဲ့နောက်ရက်မှာ record တက်တစ်ခုလုံး video တစ်ခုလုံးကျွန်တော်တို့ group တွေမှာပြင်တင်ထားပေးမယ်တင်းတန်းကလာတစ်လပြီးသွားလို့ assignment ဆောင်ရင် certificate ကို email နဲ့ပို့ပေးမယ် ရန်ကုန်နဲ့အနီးတစ်ပိုက်ကသူတွေအဲကျွန်တော်မိတ်ဆွေလုပ်ငန်းရှင်တွေကသူတို့ဝင်ထမ်းလို့ဆေးလို့ချင်တယ်လို့ပြောတဲ့သူတွေအတွက်ကတော့ကျွန်တော်တို့က6လပိုင်း14ရက်နေ့နဲ့15ရက်နေ့စနေနေ့နေ့ရက်မှာမနက်7:00နာရီကနေညနေ6:00နာရီထိရန်ကုန်မြို့တော်ဝင်စင်တာ3လမှာရှိတဲ့ကျွန်တော်ရဲ့အမ်ဘလန်တန်တန်းကျောင်းမှာကျွန်တော်နဲ့2ရက်အချိန်ပြည့်ရင်းနှီးချစ်ခင်စွာတွေ့ဆုံပြီးတော့လူတွေ့တဲ့မှာဖြစ်တယ်အဲ့လူကျွန်တော် online ပဲတက်ချင်တက်ချင်အပြေပဲတက်ချင်တက်ချင်လူကျွန်တော်ရဲ့ number ရဖုန်း number ရကိုကောင်းမမမြင်ရ Messenger message မှာ send ပေးတာပါ ကျွန်တော်တင်းကညီလေးကျမလေးဆက်သွယ်ပေးမယ်အခုအစီအစဉ်ကြည့်တဲ့တိုင်းကို20% discount ကျွန်တော်တို့ဆက်ပြီးတော့ပေးထားပါအဲ့တော့ဒီတဲ့နန်းကြီးမလိုလိုလေးစက်တယ်လေကိုယ်စီဝိုင်းလုပ်ငန်းတစ်ခုလောက်ကန်အောင်မြင်ပြီးသား business management ပညာကို theory စတင်လေ့လာခြင်းနဲ့တက်ရောက်နိုင်ပါတယ်စီဝိုင်းစီမံခန့်ခွဲမှုပညာနဲ့ပတ်သက်ပြီးတော့အခုမှစတင်လေ့လာမယ်အကြောင်းအကျောင်းတို့လူငယ်တွေလည်းတက်ရောက်နိုင်ပါတယ်ဒါပေမဲ့ကိုယ်ကဝန်ထမ်းလုံတဲ့အတွက်ကြောင့်ရှိပြီးသားအောင်မြင်ပြီးသား business management ပညာကို theory လေ့လာခြင်းနဲ့တက်ရောက်နိုင်ပါတယ် နောက်ပေါ်တော့ကျွန်တော်တို့ကကိုယ်မှာ business idea ရှိတယ်အဲ့ဒါကိုလက်တွေ့ accountant ပေါ်ရင်းနဲ့တက်ရောက်နိုင်ပါတယ်။နောက် management diploma ဆက်တဲ့မြင့်သူတွေ MBA ဆက်တဲ့မြင့်သူတွေလည်းအခြေခံအနေနဲ့ကျွန်တော်တို့တက်ရောက်နိုင်တာဖြစ်ပါတယ်။အဲ့တော့ certificate in general business management နဲ့ surrounding ဒီ why တခု level လောက်အောင်မြင်မှုအတွက် marketing HR စတဲ့ဘာသာရပ်တွေကိုကျွန်တော်တို့ certificate level မိတ်ဆက်ပြီးတော့သင်ကြားပြီးမှဖြစ်ပါတယ်။ဒါကြောင့်မျိုးရဲ့စီးပွားရေးစီမံခန့်ခွဲမှုပညာလေ့လာမှုကိုအချိန်မြင့်တင်ဖို့အတွက်ကျွန်တော်တို့ certificate in general business management တန်းမှာတွေ့ကြပါဘူးအဲ့တော့လေးလာတင်မှုနဲ့ပတ်သက်ပြီးကျွန်တော်ဆက်ပြောအောင်လူတွေလေးရတိုင်းကြီးရတိုင်းလေးလာတင်ယူနိုင်မှုဒီအလွန်အရေးကြီးတယ်အမနဲ့ယုံလာတဲ့ဝန်ထမ်းတို့ပြောမနဲ့ယုံလာညနေလုံးဝပြန်သွားတဲ့အချိန်မှာမနဲ့တော့ကိုမသိသေးတဲ့အတိတုဒ္ဒအတိတ်တစ်ခုခုကိုသိအောင်ကျွန်တော်တို့တင်ယူနိုင်အောင်အဲ့လူရင်းတော့အခုဒီနေ့မှာတင်ယူမှုကိုအတိတုဒ္ဒအတိတ်တစ်ခုခုတင်ယူခဲ့တာရှိပါလား ဘာဒီတင်ယူပြစ်ခဲ့တယ်ဒီနေ့ကံလီကိုကောင်းမှမတစ်ချက်တော့ရေးကြည့်ပါပြီးရင်တယောက်နဲ့တယောက်လေ့လာကြည့်ပါဒီနေ့ကိုဘာဒီတင်ယူပြစ်ခဲ့အစစရောကျွန်တော်တို့အနေနဲ့ဘဝမှာတင်ယူလေ့လာမှုနဲ့ပတ်သက်ရင်တယောက်နဲ့တယောက်ပုံစံမတူဘူးသူလို့ရင်သူတင်ယူသူလို့တော့အလုံးဖြစ်တယ်ကိုလို့ရင်ဖြစ်ချင်မှဖြစ်တယ်ဒါမဲ့ကျွန်တော်တို့ကခုနကကိုလုံးဖြစ်ချင်မှဖြစ်တယ်ဆိုတော့ကိုကညံ့လို့မဟုတ်နီလန်းမားနေလို့ကျွန်တော်ခုနကပြောခဲ့ပြီးသား"သူလုံးနိုင်ပြီးတော့ကိုမလုံးနိုင်ဘူးဆိုတော့ကိုတည်းကမလုံးနိုင်တာမဟုတ်ဘူး" ကိုယ်စိတ်ကကိုယ်ကိုခန့်သန့်နေတာဖြစ်ရင်ဖြစ်မယ်။နီလန်းမားနေတာဖြစ်ရင်ဖြစ်မယ်။အဲ့တော့သင်ယူမှုနဲ့ပတ်သက်ပြီးအလွန်အရေးကြီးတဲ့အချက်ကိုကျွန်တော်အခုမျှော်ပေးမယ်။လူတွေမှာသင်ယူတဲ့ပုံစံ style မတူ style လူတိုင်းမှာသူ့ရဲ့ style ရှိတယ်။ style နဲ့ fashion နဲ့မတူဘူး။ကျွန်တော်လေးတိုင်းမျိုး style ဆိုတာအများကြီးပုံစံပဲ။လေတန်းညိုရဲ့ fashion ကတော့ညိုရည် fashion နဲ့ဝိုးရည် fashion နဲ့ဆောင်းရည် fashion တူမှာမဟုတ်လေတန်းညိုငယ်ငယ်တုန်းက fashion နဲ့လူလက်ပိုင်း fashion နဲ့လေတန်းညိုလူကြီးပိုင်းဖြစ်သွားတဲ့ fashion တူမှာပဲဆိုတော့လေတန်းညို style တူတူပဲ အလူမာစတိုင်ကအရေးကြီးတယ်ဖက်ရှင်ဆိုတာ trend ပေါ်မှာဒီကြောင်း style ဆိုတာတဘွာလို့ဒီပုံစံသွားတာဆိုတော့တင်းယူလိလာမှုမှာလဲ style ရှိအဲ့လူမာကျွန်တော်တို့တော်တော်များများအပြင်ဘက် style ကြဖို့တော့ fashion brand တွေကိုပဲဝတ်ကြတင်းယူလိလာမှု style ကို style ကိုတင်းအဲ့လိုရဘွားမှာတင်းယူလိလာမှုကထိရောက်ပြီးအောင်မြင်သွားတာအဲ့ okay ကိုယ့်ရဲ့တင်းယူလိလာမှု style ကိုသိအောင်ကျွန်တော်လိလာကြည့်အောင်ရေပုံရအားဖြင့်လူတွေမှာတင်းယူလိလာမှုနဲ့ပတ်သက် style လေးမျိုးပဲရှိတယ် တော့ကျွန်တော်အခုမရောက်ဘူးစာအုပ်လက်ဆောင်လာပေးမှာပေါ့စာအုပ်လက်ဆောင်ကျွန်တော်တို့ဒီနေ့အစီအစဉ်ကိုကြည့်တဲ့သူတွေကိုလည်းကျွန်တော်စာအုပ်လက်ဆောင်၅အုပ်ပေးမှာဖြစ်တယ်အဲ့တော့ဒီမှာတော့ကျွန်တော်ဒီနေ့ဘက်ကောက်ကိုရောက်ပြီးတော့စာအုပ်ရဲ့လက်ဆောင်ပေးရပြီဒီမှာ၃အုပ်ပဲပါလာလို့ဒီ၃အုပ်ကို၃မျိုးမဟုတ်ဘူးတော့၅မျိုးပေးမှာဒါပေမဲ့ဒီနေ့တော့၃မျိုးပဲပြလိုက်เนาะကျွန်တော်ရဲ့စာအုပ်၅အုပ်တကယ်ပေးမှာเนาะတကယ်တော့ဒီမှာ၃အုပ်ပဲပြထားတယ် စုစုပေါင်းစာအုပ်၅အုပ်ကိုထုံးစံတိုင်းပေးဦးမှာဖြစ်တယ်အဲ့ဒီ season မှာပါဝင်နေကျွန်တော်အခု live နေတာကိုညှဝေလိုက်ပါညှဝေပြီးသွားရင် comment မှာညှဝေပြီးပါပြီလို့ဝင်ပြထားပါအဲ့ဒီအချက်၅အုပ်ကိုလေ့ကျင့်ပြီးတော့ကျွန်တော်စာအုပ်၅အုပ်ကိုအင်ဂျာယာရောက်လူကြီးတို့ပို့ကောက်ပါမပေးရဘူးကိုမမောင်ရရဆိုကိုမောင်ဖတ်ဖို့ဆိုပြီးတော့ပို့ကောက်ပါမပေးရဘူးကျွန်တော်အမှတ်တရလက်မှတ်နဲ့ဒီစာအုပ်လက်ဆောင်ပေးဖို့ပေးဦးမှာဖြစ်ပါလို့တရင်ကောင်းပါလို့ပါတယ်အဲ့ဒီ season မှာပါဝင်နေကျွန်တော်အခု live နေတာကိုညှဝေလိုက်ပါညှဝေပြီးသွားရင် comment မှာညှဝေပြီးပါပြီလို့ဝင်ပြထားပါအဲ့ဒါလေးလို့ပြောရမယ် โอเคအဲ့တော့တင်ယူလေးလောက်ကို style လေးမျိုးကဲမှတ်လို့ ready ဖြစ်ပြီလားအသင့်ဖြစ်ပြီလားကျွန်တော်ဒီ Friday night live ပေါ့လေဒီလိုပဲပြောတော့ဗျာဒီနေ့ကအစားထိုးထွင်းတာဆိုကျွန်တော်ရဲ့ Friday night live မှာကျွန်တော်ရဲ့ online တင်တဲ့နေ့အပြင်တင်တဲ့လို့အကြောင်းကြောင်းကြောင်းမတက်နိုင်တဲ့သူတွေရှိတယ်မအားလို့စသဖြင့်ပေါ့အဲ့ဒီသူတွေအတွက်ကျွန်တော်အခုလို season ဆောင်ရပြီလားဖြစ်ပါအဲ့တော့ကျွန်တော်တို့အခုလူချင်းတို့ရဲ့တင်ယူလေးလောက်ကိုပုံစံမှာရေပုံရအဖြစ်၄မျိုးရှိပါတင်ယူလေးလောက်ကိုပုံစံမှာရေပုံရအဖြစ်၄မျိုးရှိတယ်နံပါတ်၁ကတော့ အမြင်အာရုံနဲ့တင်ယူတာပေါ့ရုပ်ပုံကားချက်တွေအမြင်အာရုံနဲ့တင်ယူတာအဲလိုမျိုးတွေက graph တွေပုံရိပ်တွေ image တွေဓာတ်တွေနဲ့တင်ယူလေ့လာတဲ့အခါမှာအားသာနံပါတ်1ကတော့ဘာနဲ့တင်ယူလေ့လာလဲဆိုတော့အတန်နဲ့တင်ယူလေ့လာသူကတော့အတန်ကိုကြားပြီးတော့အတန်နဲ့တင်ယူလေ့လာတာအားသာလေဆိုပြီးစာချက်ရင် all ချက်တက်ကြတချို့သူတွေကြတော့အရေးအသားပေါ့ရှင်းလင်းဖွင့်ဆိုချက်တွေအရေးအသားတွေနဲ့တင်ယူလေ့လာတယ် တချို့လူတွေကြတော့အတွေ့အကြုံအဲ့ဒါနဲ့တင်ယူလိမ့်လာတယ်။တော့တင်ယူလိမ့်လာမှု style ဒီလူတွေမှာရေပုံရအဖြစ်၄မျိုးပဲရှိတယ်။ပြန်ပြောပါမယ်နံပါတ်၁ရုပ်ပုံကားချက်တွေနဲ့တင်ယူလိမ့်လာတယ်ဒီလိုပဲပြောမယ်။နံပါတ်၂အတန်နဲ့တင်ယူလိမ့်လာတယ်။နံပါတ်၃အရေးအသားရှင်းလင်းဖွင့်ဆိုချက်တွေနဲ့လိမ့်လာတင်ယူတယ်။နံပါတ်၄အတွေ့အကြုံနဲ့လိမ့်လာတင်ယူတယ်။အဲ့တော့အဲ့ဒီတင်ယူလိမ့်လာမှု style ၄မျိုးတည်းကကိုယ့်ရဲ့တင်ယူလိမ့်လာမှု style ဟာဘာလို့ထင်ပါလဲ ရုပ်ပုံကားချက်လို့ထင်ကောင်းမမှာရုပ်ပုံကားချက်လို့ရေးပေးပါအတန်လို့ထင်ကောင်းမမှာအတန်လို့ရေးပေးပါအရေးသားအဓိပ္ပာယ်ဖွင့်ဆိုချက်လို့ထင်အရေးသားအဓိပ္ပာယ်ဖွင့်ဆိုချက်လို့ရေးပေးပါအတွေ့အကြုံလို့ထင်အတွေ့အကြုံလို့ရေးပေးပါအဲ့တော့ကျွန်တော်တို့ကဒါနဲ့ပတ်သက်ရည်ရွယ်လို့အခုကျွန်တော်တို့မိန်းကွန်းလေးတွေနေမယ်အဲ့ဒီမိန်းကွန်းလေးတွေကိုဖြည့်ကြည့်လိုက်စစချင်းကမိန်းကွန်းကျွန်တော်၃ခုမိန်းပါအဲ့နံပါတ်1မိန်းကလူချင်းလေးအနေနဲ့ဆိုပါဆို respect တစ်ခုရောက်သွားစားတော့ဆိုင်တစ်ခုရောက်ပြီလို့ပြောရင်မိနူးရီကနေကိုပါဆမလို့ရွေးချယ်ခြင်းဟာ အခုကျွန်တော်လေးမျိုးပေးမယ် A B C D ပေါ့ကိုက A ကို A နဲ့လုံးရရှိတယ်ဆို A ကိုကိုယူ B C D အဲ့လိုလေးမျိုးတွေတစ်ခုယူရမယ်နံပါတ် A ကဘာလဲကျွန်တော်တို့စားမဲ့ဟင်းပွဲကိုကျွန်တော်တို့ကမီနူးကိုကြည့်ပြီးတော့မီနူးမှာရေးထားတဲ့အတိပ္ပယ်ဖွင့်ဆိုချက်တွေ description နဲ့မီနူးမှာရေးထားတဲ့ဟင်းပွဲနဲ့ပတ်သက်တဲ့အကြောင်းအရာကိုဖတ်ရှုပြီးတော့ရွေးချယ်နံပါတ်2ကတော့ B နံပါတ်2ပေါ့နော် sorry 01ပဲဒါပေမဲ့ B ပေါ့နော် B ကကြတော့အာကျွန်တော်တို့က အရင်တော့ကကိုမှားခဲ့မှုတဲ့ဟင်းပွဲကိုစားမှုတဲ့ဟင်းပွဲတွေကိုပဲကိုကဆက်ပြီးတော့မှားလေးရှိစီကြတော့ကိုပေါင်းမင်းရဲ့ဝိုင်းကိုကြည့်လိုက်ကိုဘာဝါဘလို့ဟင်းပွဲတွေမှားတာလဲဒီဘက်ဘာဘလို့ဟင်းပွဲအဲ့ဒီဟင်းပွဲတွေကိုလိုက်ပါနံပါတ်၄ရတော့ sorry နံပါတ်၄လို့မခေါ် D ပေါ့နော် A B C D ပေါ့ D ရတော့ဝိတ်တာတယောက်ကိုခေါ်လိုက်ပြီးတော့မှညီဒီဟင်းပွဲကဘလို့ရှိလဲဆိုဝိတ်တာရဲ့သူ့ရဲ့သူ့ရဲ့နောက်ကိုရှင်းပြမှုပေါ့အခြေခံပြီးတော့ရွေးချယ် မင်းကနံပါတ်1เนาะကိုသည်စားတော့ဆိုင်ဒီဇိုင်နာကိုရောက်သွားရင်ဟင်းဝဲတွေကိုမီနူးမှာကြည့်ပြီးတော့ဘယ်လိုရွေးချယ်နေရှိလဲ A မီနူးမှာရေးထားတဲ့ဖွင့်ဆိုချက်တွေဟင်းဝဲနဲ့ပတ်သက်တဲ့အကြောင်းအရာတွေဖတ်ရှုပြီးရွေးချယ်တယ် B အရင်တော့ကိုပါဘူးတဲ့ဟင်းဝဲတွေကိုအခြေခံပြီးရွေးချယ်တယ် C ဟိုဘဝိုင်းဒီဘဝိုင်းအပါရာကိုကြည့်ပြီးရွေးချယ်တယ် D ဝိတ်တာကိုခေါ်လိုက်သူ့ကိုရှင်းပြခိုင်းပြီးမှရွေးချယ်အဲ့မှာကိုက A လား B လား C လား D လားရွေးပါ နောက်မေးခွန်းနံပါတ်2စူးစူးမမေးခွန်း၃ခုပဲပြမယ်နော်ကို့အဖြစ်လို့မှတ်ထားတော့နံပါတ်1မေးခွန်းမှာကိုက A လား B လား C လား D လားအခုမေးခွန်းနံပါတ်1တဲ့အနေနဲ့တင့်ကိုစတင်ကြမဲ့ဆရာတွေတင့်ကိုတင်တဲ့တင်ပြီးတဲ့ trainer တွေကိုဘလို့အချက်လက်တွေကိုရွေးချယ်အခြေခံပြီးတော့ရွေးချယ်လေးရှိတယ်။ဟုတ်ပြီနော်။ကိုကိုကိုတခုခုတင်ပေးမဲ့ဆရာကို trainer တွေကိုဘလို့အချက်လက်တွေကိုအခြေခံပြီးရွေးချယ်လေးရှိတယ်။အေးသူတို့ရဲ့ test book စီသူတို့ရဲ့အတိတ်ပဲ ဖွင့်ဆိုရှင်းလင်းချက်တွေ textbook ပေါ့နော်ဒီကြာခန်းစာအုပ်တွေအခြေခံပြီးရွေးချယ်လေးရှိဘီသူတို့ကအတွေ့အကြုံကိုအခြေခံပြီးတော့ဟလာလေးလိုက်ခီးကြီးတို့ဟလာလက်တွေ့တင်ကြားမှုကိုအခြေခံပြီးရွေးချယ်လေးရှိ C သူတို့အသုံးပြုတဲ့ရုပ်ပုံကားချက်တွေကိုအခြေခံပြီးရွေးချယ်လေးရှိ D သူတို့ကကိုယ်နဲ့အပြန်အလှန်ဆွေးနွေးမှုကိုအခြေခံပြီးရွေးချယ်လေးရှိရပြီနော်အဲ့တော့အေးရပါလေသူတို့ရဲ့ textbook တွေသူတို့ရဲ့နော်ကျွန်တော်တို့ powerpoint တွေဒါတွေကိုကြည့်ရွေးချယ်တယ် ်ဒီရကြတော့ပါလေသူတို့ဒီဘလောက်ထိလက်တွေ့လုပ်ငန်းဝင်အတွေ့အကြုံတွေသင်ပေးနိုင်တယ်ဆိုတဲ့ပုံမူတူညီွေးချက် C ကတော့သူတို့အသုံးပြတဲ့ကားချက်တွေရုပ်ပုံကားချက်တွေဒါတွေကိုအခြေခံညီွေးချက် D ကတော့သူတို့ကိုယ်နဲ့ဘလောက်ထိ discussion ကောင်းကောင်းရင်းရင်းနှီးနှီးဆွေးနွေးပြီးသင်ကြားလဲဆိုတဲ့အချက်ပေါ်မှာညွေးချက် Okay နောက်ဆုံးမေးခွန်းနံပါတ်3သင်ဒီ digital camera တစ်လုံးကိုဝယ်တော့မယ်ဆိုပါလို့အဲ့ digital camera ဝယ်တဲ့အခါမှာသင်ရဲ့ဘယ်ကင်မရာကိုဝယ်သင့်လဲဆိုတဲ့ဆုံးဖြတ်ချက်ပေါ်မှာ ်ဒီဘလို့ဆုံးဖြတ်တယ်လေအေးဒီကင်မရာရဲ့ feature တွေကို online မှာရှာဖွေပြီးတော့တေချာဖက်ရှုလေးလာပြီးမှရွေးချယ်ဖွေယူတယ် B ဒီကိုရိုက် issue ကိုသွားပြီးတော့အဲ့ကင်မရာလက်တွေ့သုံးကြည့်ပြီးမှရွေးချယ်ဖွေယူတယ် C ဒီကင်မရာရဲ့ design ပုံစံတွင်ပြင်လက္ခဏာကိုအခြေခံပြီးရွေးချယ် D sense person အဲ့ကင်မရာရောင်းတဲ့အယောင်ဝင်ချောင်းကိုခေါ်ပြီးတော့မှသူ့ကိုတေချာဆွေးနွေးမေးမြန်းပြီးမှဝယ်ယူတယ် ဆိုပြီးတော့ A B C D ဟုတ်ပြီနော်အဲ့တော့အဲ့ဒီမိကုံးသုံးခုကိုအခုဖြည့်ကြည့်ပါနံပါတ်1မိကုံးကတော့ restaurant ကိုသွားတယ်မိမျိုးကဘလို့ရွေးချယ်တယ်နံပါတ်2မိကုံးကတော့ဆရာတွေ trainers တွေကိုဘလို့ရွေးချယ်တယ်နံပါတ်3မိကုံးကတော့ digital corona တလုံးကိုသင်ဝယ်ရုံနဲ့ဆိုပါဆိုဘယ်အချက်လက်တွေကိုအခြေခံပြီးရွေးချယ်အဲ့တော့အဲ့လိုလူမျိုးတို့ဖြည့်ထားတဲ့ မှ1ကို a ဖြည့်မယ်2ကို a ဖြည့်မယ်3ကို b ဆိုရင်များသောအားဖြင့်တင်းဒီ a ကိုအများစုဖြည့်တယ်လို့ရေပေါ်ကတတ်မှတ်လို့ရတယ်မဟုတ်ဘူးကွာ1လဲ a ပဲ2လဲ a ပဲ3လဲ a ပဲဆိုပို့သိကြတာပေါ့တင်းရွေးထားတာတွေက a များတယ်ဆိုရင်တင်းရဲ့တင်းချောင်းမှု style ဒီအရေးအသားအတိတ်ပဲဖွင့်ဆိုချက်တွေကိုအခြေခံပြီးတော့တင်လေးလာတာဖြစ်တယ်။တင်းရဲ့တင်ကြမှု style ပေါ့။တင်ရွေးလာတာ A တွေညားတယ်။လူချင်းတွေရွေးလာတာ A တွေညားတယ်ဆိုရင်လူချင်းတွေရဲ့တင်ရွေးလာမှု style ကြီးမအားကိုအခြေခံလဲ။ အရေးသားကိုအခြေခံပြီးတင်ယူလိုက်လာတယ်။မဟုတ်ဘူးကိုရွေးသားတွေကဒီလိုများတယ်ဆိုရင်တော့ကိုကအတွင်းအကြုံကိုအခြေခံပြီးတော့တင်ယူလိုက်လာတယ်။မဟုတ်ဘူးကိုရွေးထားတာတွေကစီရင်များတယ်ဆိုရင်တော့ကိုကအမြင်အာရုံရုပ်ပုံကားချက်တွေကို အခြေခံပြီးတော့လေ့လာတင်ယူတယ်။မဟုတ်ဘူးကိုရည်ရတဲ့ဒီတွေများပြီဆိုရင်တော့အတန်ကိုအခြေခံပြီးတော့ကိုကလေ့လာတင်ပြတာဖြစ်ပါတယ်။နားလည်လို့ဖြစ်ပါတယ်။ဒါကြောင့် အခုကိုယ့်ရဲ့တင်ယူလေးလာမှု style ကိုဒီမေးခွန်းလေးတွေကို live ဖြေကြည့်လိုက်တဲ့အခါကိုယ့်ရဲ့တင်ယူလေးလာမှု style ကကိုထင်တာနဲ့ကိုတူရဲ့အခါတည်းကျအထင်နဲ့အမြင်ကလွဲနေတာအများကြီးအခုကိုယ့်ရဲ့တင်ယူလေးလာမှု style ကိုအခုဒီရွေးချယ်မှုအရလူကြီးတွေဘာလို့သတ်မှတ်လို့ရပါလဲ comment မှာရေးကြည့်ပါဦးပြီးတယောက်နဲ့တယောက်ညှောက်ဝေကြည့်ပါပို comment ရေးလို့လည်းမပြီးဘူးတော့သူများ comment တွေလည်း like ကြည့်ကြည့်လိုက် စာအုပ်လက်ဆောင်ပေးဦးပါပေါ့အခု live ကိုမျှဝေလိုက်မျှဝေပြီးသွားရင် comment မှာမျှဝေပြီးပါပြီလို့ဝင်ရေးပေးထားပြီးအဲ့ဒီက၅ဥကိုလေ့ချင်လို့ဒါ key ထွက်လို့စာအုပ်ထားပြီးတော့သုံးဖို့ပဲကျွန်တော်ရယ်လက်ဆောင်တွေလည်းကျွန်တော်ပြီးတော့၅ဥကိုလူစားလိုက်တော့အဲ့တော့၅ဥကိုကျွန်တော်အမှတ်တရ lemon တို့အင်တန်ရရောစာအုပ်လက်ဆောင်ပေးဦးမှာဖြစ်တယ်အဲ့ဒီ season မှာပါဝင်နေရင်လူကျွန်တော်ရဲ့နောက်အခုကျွန်တော် live နေတာကိုမျှဝေလိုက်မျှဝေပြီးသွားရင် comment မှာမျှဝေပြီးပါပြီလို့ဝင်ရေးပေးထားပြီးနောက်၄-၅ဆယ်နေကျွန်တော်တို့ရွေးချယ်ပြီးမှာဖြစ်ပါ တင်တန်းကကိုတော့တင်တန်းကအဟောင်းနေအဖွဲ့လိုက်တက်မဲ့သူတွေက special discount ထပ်ပြီးပါအောင်မယ်ကျွန်တော်ကတလောက်ကိုတင်တန်းတစ်မျိုးပဲဖွင့်တယ်အဲ့တော့အခုကျွန်တော်ရန်ကုန်ပြည်အောင်ပထမအကုန်ဖွင့်ပါတော့6လပိုင်းမှာဖွင့်မဲ့တင်တန်းကတော့ကျွန်တော်ရဲ့စီးပွားရေးစီမံခန့်ခွဲမှုဆိုင်ရာအခြေခံတင်တန်းတစ်ခုဖြစ်တဲ့ certificate in general business management တင်တန်းဖြစ်တယ်စီးပွားရေးစီမံခန့်ခွဲမှုပညာအခြေခံကစတင်ပြီးလာမယ်ကျောင်းသားကျောင်းသူမိသူလူငယ်တွေမိသူမဆိုးစိုက်ရောက်နိုင်တယ်လုပ်ငန်းရှင်တွေလည်းတက်ရောက်နိုင်တယ် ာဖြစ်လို့လဲဆိုတော့ကျွန်တော် certificate လဲဆိုမိတ်ဆက်တင်ကြပြီးမှဖြစ်တဲ့အတွက်ဖြစ်တယ်။အဲဘလူးလူတယောက်တည်းလဲဆိုတော့ကိုကစီးပွားရေးလုပ်ငန်းရှင်ပြဖြစ်နေပြီးအောင်မြင်ပြီးသား business management ပညာကို theory စတင်လေ့လာနေတဲ့တက်ရောက်နိုင်။ဒါပေမဲ့ကိုကဝန်ထမ်းလုပ်တဲ့အတွက်ကြောင့်ရှိပြီးသား business management ပညာကို theory စတင်လေ့လာနေတဲ့တက်ရောက်နိုင်။စီးပွားရေးစီမံခန့်ခွဲမှုပညာကိုအခုမှစတင်လေ့လာပြီးအကြောင်းသားအကြောင်းသူလူငယ်တွေလည်းတက်ရောက်နိုင်။နောက်ကတော့ကိုက business idea ရှိတယ်။အဲတော့လက်တွေ့အကောင့်တဲ့ project တွေတက်ရောက်နိုင်။ မန်နေဂျာဒီပလိုမာဆက်တက်မဲ့သူတွေအဲ့ဒါက MBA ဆက်တက်မဲ့သူတွေလည်းအခြေခံအနေနဲ့တက်ရောက်နေတာဖြစ်ပါတယ်ဒီတင်တဲ့ကတော့ကျွန်တော်တလသင်တန်းဖြစ်တဲ့ online သင်တန်းဒီအခုလာမဲ့6လပိုင်းကျွန်တော်တို့10ရက်နေ့အင်ကာနေ့ဆက်မှာဖြစ်တယ် online ကနေတလသင်မှာဖြစ်တဲ့အတွက်ဘယ်ဒေတာလို့ဆိုတက်နိုင်လဲအပြင်လူတွေ့တင်တဲ့ကတော့6လပိုင်း10ရက်နေ့နဲ့15ရက်နေ့စနေတွေ့နေ့ရက်မှာမနေ့စင်နာရက်နေ့ညနေ6နာရီကြီးရန်ကုန်မြို့တော်ဝင်စင်တာ3လမှာရှိတယ်ကျွန်တော်ရဲ့ MO သင်တန်းရောက်မှာ2ရက်ကျွန်တော်နဲ့အချိန်ပြည့် ရင်းနှီးချစ်ခင်စွာတွေ့ဆုံပြီးတက်ရောက်မှာဖြစ်တယ်။အဲ့တော့အဲ့ဒီတဲ့တက်ချင်တယ်ဆိုတော့ကြိုအပ်ထားပါ။နံပါတ်ရဖုန်းနံပါတ်ကိုကောင်းမွန်မှမြင်တဲ့ Messenger မှာရေးထားပြီးပါကျွန်တော်တို့တင်တာဆက်သွယ်ပြီးမယ်။ Online ကပထမအဦးဆုံးအပ်တဲ့အယောက်တရာအပြင်လူတွေ့တင်တာပထမအဦးဆုံးအပ်တဲ့အယောက်30ကိုကျွန်တော်20% discount ပေးထားပါတယ်လို့တင်ကောင်းပါလို့ပါ။အဲ့တော့ဒီနေ့အစီအစဉ်ကတော့ဒါမနေ့ကကျွန်တော်ရဲ့ Friday night live ကမလွန်ပြတဲ့အတွက်အစားထိုးပြီးတော့ပြုံးပြတာဖြစ်ပါတယ်။ ဒီနေ့အစီအစဉ်မှာကိုယ့်ရဲ့တင်လေးလာမှု style ကို ကောင်းစွာရွေးချယ်နိုင်မယ်လို့အပြည့်အဝယုံကြည်ပါတယ်။ဒါကြောင့်ကိုယ့်ရဲ့တင်လေးလာမှု style နဲ့ကန့်ညီတဲ့တင်လေးလာမှုပုံစံနဲ့တင်လေးလာမှုခီးစဉ်ကြီးကိုစတင်လိုက်မယ်ဆိုရင်လူကျွန်းတို့ဘဝမှာတင်လေးလာမှုဟာလူကျွန်းတို့အောင်မြင်မှုကို များစွာအထောက်အကူပြုပါလိမ့်မယ်လို့ချစ်ခင်စွာ မျှဝေပေးလိုက်ပါတယ်။ကျွန်တော်မျှဝေမှုကလည်းအကျိုးရှိမယ်လို့အပြည့်အဝယုံကြည်ပါတယ်။အဲ့တော့မနက်ဖြန်ကျွန်တော်တို့ meet and greet in Bangkok မှာကျွန်တော်တို့မနေ့ဖြန်16ရက်5လ2025တနင်္ဂနွေနေ့နေ့လယ်2နာရီကနေညနေ9နာရီထိ Meet and Greet Bangkok မှာလည်းရင်းနှီးချစ်ခင်စွာတွေ့ဆုံကြပါမယ်ကျွန်တော်တို့မေးခွန်းလေးတွေလေးစရာရှင် comment မှာရေးခဲ့ပြီးပါဒီကျွန်တော်ရဲ့ comment တွေကိုတံပိုးထားပြီးဖတ်ပါတယ်ခေတ်သင်ခေတ်တိုက်တဲ့မေးခွန်းတွေကိုလာမယ့်အစီအစဉ်တွေမှာဖြေကြားပေးတော့မှာဖြစ်ပါတယ် We must work together. We must build our nation.